်အဲယေရှုအပြစ်ရှိသောကျွန်တော်အတွက်တေခံတဲ့၃ရက်မြောက်သောနေ့မှာတေခြင်းကနေထမြောက်တဲ့ယေရှုအသက်ရှင်တဲ့အားလုံးယုံတဲ့ဒါပေမဲ့ငါတေရင်ငရေမြောက်ရောက်မလားဆိုပြတော့ဆိုးရင်တဲ့ဒီနေ့အထူးသဖြင့်ခရိယံမိသားစုမှာချစ်ပင်လာတဲ့လူတွေကအဲ့လိုထင်ကြတယ်ဖခင်เจ้าမှန်မှန်တဲ့ ဟမ်အတင်းတော်မှာလဲပုံမှန်ဟိုဟာလဲဆယ်ဖို့တဖို့လဲမှန်မှန်လိုနိုင်တယ်ဟိုဟာလေးလဲပါဝင်နိုင်တယ်ဆိုတဲ့ချိန်မှာတော့အမလေးကောင်းကင်နိုင်ငံရောက်ပဲစူပရတင်နေကြတာနောက်ပိုင်းကျတော့အခက်ခဲတွေကြုံလာပြီတော့ဘာလို့လဲမလုံနိုင်တော့ဘူးဖယောင်းချောင်းလဲတော့ချင်တဲ့စိတ်မရှိတော့ဘူးအဲ့ဒီခါကျတော့ဘာလို့လဲဟမ်ငါတင်ပဲရောမလဲမသိဘူးအဲ့ဒီလိုဖြစ်တဲ့လို့ဒီအထဲမှာရှိကောင်းရှိနိုင်တဲ့ယေရှုခရစ်တော်လှုပ်ပေးတဲ့အပေါ်မှာအမေပြုတ်ပါ ဘုရားသခင်အတွက်သင်လုပ်ပေးမယ့်အရာပေါ်မှာအမြင်မပြုံနဲ့ဘာဖြစ်လို့လဲအပြစ်ကျွေးရှိနေပြီးသားရှိပြီးသားအပြစ်ကျွေးလဲမဆက်နိုင်ပဲနဲ့ဟမ်ဘယ်လိုလုပ်ဘုရားသခင်ကိုကျေနပ်အောင်လုပ်ဖို့ခဏခဏလုပ်နေတာလဲသခင်ယေရှုကကျွန်တော်ရဲ့အပြစ်ကျွေးအလုံးကို အခမဲ့ပဲလွှတ်ပေးတယ်အခမဲ့လွှတ်ပေးတာကို အဖိုးအခပေးဖို့မလုပ်နဲ့လုပ်ရင်ဘယ်တော့မှရမှာမဟုတ် အဲ့ဒီမှာတောင်းတင်တဲ့ခရိယံတွေအများကြီးကဲဒါဆိုရင်ဒီသို့တော်မိမကလည်းဘယ်လိုရလဲသူမရဲ့အပြစ်ကိုလွတ်ပေးပိုင်တော့လွတ်ပေးတော်မူသောယေရှုခရစ်တော်ကိုခြေဆုတင်လို့လို့သူမရှိတဲ့အဖိုးတန်ဆုံးစီမွေးကိုလည်းတခါတည်းယူလာတယ်တွေ့လားဒီစီမွေးနဲ့လိမ့်ပေးတာ အဲ့ဒီကောင်းမှုတွေကိုလှုပ်လို့ယေရှုကသူမရဲ့အပြစ်ကိုလွတ်တာမဟုတ်ဘူးအခန်းငယ်90မှာသူမရဲ့ယုံကြည်ခြင်းကြောင့်အပြစ်လွတ်ခြင်းခံရတာဖြစ်တယ်တဲ့ကဲကျွန်တော်တို့မှာရောအပြစ်ကျွေးမရှိဘူးလားရှိတယ်အဲ့ဒီအပြစ်ကျွေးတွေကိုသခင်ယေရှုကမလွတ်ပေးခြင်းဘူးလားလွတ်ပေးဖို့အတွက် ကျွန်တော်တို့ကအဲ့ဒီအပြစ်လွတ်ပေးခြင်းကိုဘယ်လိုလက်ခံရမလဲယုံကြည်ခြင်းယုံကြည်ခြင်းဆိုတာဘာလို့ဆိုလို့ရလဲယုံကြည်ခြင်းဆိုတာ ကျွန်တော်တို့မဆတ်နိုင်တဲ့အပြစ်ချွေးရှိသမျှကို စပ်ပေးသောလဝါကားတိုင်းမှာယေရှုပြုတော်မူသောအမှုကျွန်တော်တို့ရဲ့အပြစ်ချွေးစပ်ပေးတဲ့အပေါ်မှာမလုပ်ရမလဲအဲ့ဒီယုံကြည်ခြင်းဆိုတာအမေပြုတာကိုပြောတာနော်လူတွေကကောင်းဖို့ကိုသူတွေလောပရောငရဲကနေလွတ်ဖို့လုပ်နေတာဘာကိုအမေပြုတာလဲသူတို့လုပ်တဲ့အရာကို အမေပြုတာအဲ့ဒီအရာကိုမပြုတ်နဲ့တော့ဘာကြောင့်လဲတိမ်မှာ အဆက်လို့မကုန်တဲ့အပြစ်ကျွေးတွေရရှိပြီးသားเนาะကျွန်တော်တို့မှာအပြစ်ကျွေးမဆက်နိုင်လို့ယေရှုကကောင်းကင်ကနေလူစားတဲ့အဖြစ်ကိုခံပြီးတော့ကြွလာတာတကယ်လို့ကျွန်တော်တို့အပြစ်ကျွေးဆက်နိုင်တယ်ဆိုရင်ယေရှုကကိုကိုကိုနှိမ်ချပြီးတော့ဒီလောကမှာလူစားတဲ့အဖြစ်ကိုခံစရာမလိုဘူးလက်ဝါးကားတိုင်းမှာလည်းအမင်္ဂလာတိတ်ချင်းဆိုးနဲ့အသေးခံဖို့လိုလားမလိုဘူးအဲ့ဒီတော့တင်လဲပဲအပြစ်ကျွေးရှိတော်သူ နောင်ဘုရားချိုင်ငရဲသွားမယ်ဆိုတာကိုစဉ်းစားတိုင်းเนาะသိုးရင်တဲ့ကြောက်ရွံ့နေတယ်ဆိုရင်တင်းရဲ့အပြစ်ချွေးရှိသမျှကိုလွတ်ပေးပိုင်တော်မူသောသခင်ယေရှုရှိတယ်အဲ့ဒီမိမကလည်းအပြစ်လွတ်ချင်းခံရတဲ့ယေရှုကအပြစ်ချွေးအလုံးကိုအလကားလွတ်ပေးလိုက်တာအလကားလွတ်ပေးလိုက်တာကိုအဖို့ခသွားသွားပေးဖို့မလုံနဲ့တော့ဖခင်เจ้าမှမတက်တာဆယ်ဘုရဘုပေးလှူတာတို့အသိတော်မှာ ပုံမှန်ပါဝင်တာတွေအားလုံးကယုံကြည်ပြီးမှယုံကြည်သူတိုင်းလောက်ရမယ်ကောင်းသောအချင်းဖြစ်တယ်။ကဲတင်ချင်းရဖို့လောက်ရမယ်အရာတွေမဟုတ်ဘူး။အဲ့ဒါကိုကျွန်တော်ခွဲခြားသိရမယ်။ကဲဒါဆိုရင်ကျွန်တော်တို့မှာအပြစ်ချွေးတွေမရှိဘူးလား။စံနိုင်လား။ဘယ်သူကစပ်ပေးလဲ။တကယ်ယေရှုကယုံကြည်ခြင်းနဲ့အခမဲ့လွတ်ပေးမယ်။အဖက်အခိုင်နဲ့အငယ်ရှစ်ကနေကိုယုံကြည်သောအဖြစ်ယေရှုတော်ကြောင့် ကယ်တင်ခြင်းတို့ရောက်ရ၏ကိုအလို အလျောက်ရောက်သည် မဟုတ်ဖယားသခင်တရားတော်မူရာ ဖြစ်သည်ကိုကုသူကြောင့်ကယ်တင်တော်မူခြင်းတို့ရောက်သည်မဟုတ်တို့ဖြစ်၍အဘယ်သူမျှဝါကြွားစရာအခွင့်မရှိကဲယုံကြည်သောအဖြစ်ခြေစူးတော်ကြောင့်ကယ်တင်ခြင်းတို့ရောက်ရတယ် ယေရှုခရစ်တော်လက်ဝါးကားတိုင်းမှာတဲ့အတွက်အပြစ်ကျွေးဆက်ပေးတဲ့အပေါ်မှာမမြပြုပါယေရှုခရစ်တော်အတွက်တင်လှုပ်ပေးတဲ့အပေါ်မှာမမှီနဲ့ငရဲကြမဲ့သူဖြစ်ပြီးသားအပြစ်ကျွေး900 5000 5000 5000 5000တန်းရှိနေပြီးသားအဲ့ဒါကြောင့်ယေရှုလက်ဝါးကားတိုင်းမှာအသေးခံပေးတာယုံကြည်သောအဖြစ် အပြစ်လွတ်ခြင်းကို အခမဲ့လက်ဆောင်ဖြစ်ပေးတာကိုယုံကြည်ခြင်းအဖြစ်ပဲဘာလို့လဲရယူမယ်ယုံကြည်ခြင်းဆိုတာယေရှုပြုတော်မူသော အမှုလက်ဝါးကားတိုင်းမှာသင်နဲ့ကျွန်တော်ရဲ့အပြစ်ကျွေးရှိသမျှကိုဆက်ပေးတဲ့ယေရှုလှုပ်ပေးတဲ့အပေါ်မှာအမေပြုကိုတော်ကျွန်တော်ဇမသည်အပြစ်ကျွေးရှိတော်သူအပြစ်ကျွေးကိုကိုယ်တိုင်မဆက်နိုင်တော်သူလက်ဝါးကားတိုင်းမှာကိုတော်ဆက်ပေးတဲ့အတွက်ယေရှုတင်တယ် ဒီနေ့ရနေစပြောကိုရောရဲ့အလိုတော်အတိုင်းကျွန်တော်ကျမဆက်ပြောအသက်ရှင်နိုင်ဖို့ကျွန်တော်ကိုကျမကို ကိုရောလိုချင်တယ်လို့ပြောင်းပေးပါကိုရောရဲ့အနောက်တော်ကိုလိုက်နိုင်ဖို့အစင်မြဲကိုညီပါဆိုပြောယေရှုခရစ်တော်ကိုတင်ရခဲ့တင်ရှင်တဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံရင်တင်ရအပြစ်တွေအလုံးကိုခွန်လွတ်မယ်အလိုတော်ကိုနာခံနိုင်တဲ့သဘောအသက်ကိုပေးမယ်ဒီဘဝမှာဒုက္ခဆင်းရဲခြင်း အခဲအခဲမျိုးမျိုးတွေကိုကြုံတွေ့ရရင်လဲရှင်တန်သောမျော်လင့်ခြင်းနဲ့ဆက်ပြော့ခြေလန်းလန်းနိုင်မယ်အဆုံးမှာလဲအိုချင်းနာချင်းသေးချင်းမရှိတော့တဲ့ကောင်းကင်နိုင်ငံတော်မှာအစင်ထော်ရနေရတဲ့အခွင့်ကိုအခုပေးတော်မူမှာဖြစ်ပါကြောင်းတည်င်းကောင်းပါပါတယ်အားလုံးပေါ်မှာဖျားခင်ကောင်းချီးပေးပါစေ